တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်တက်လိုင်းရဲ့တန်တရားအိမ်မက်အကျွေးဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်တောင်ရဲ့အမိကဘောတောင်းတဲ့ ိုးကရားပြည်နယ်ကဘော်တွင်းလိုဘော်တက်တူတွေထွက်တဲ့နေရာတော့မဟုတ်လေဘူးပင်လယ်ရေမျက်နှာပြင်အထက်ပေတထောင်ကျော်လောက်တော့မြင်လိမ့်မယ်ဘော်တောင်တောင်ထိပ်ပေါ်မှာတော့မျက်နှာပြင်ဧရိယာကအကျယ်ကြီးပဲအလေးကြပေါက်နေတဲ့ဝါတော်ကြီးကညှို့မှိုင်းလိုနေပြမထိုးဘူးလို့တောင်တင်စားလို့ရတယ်အဲ့ဒီဘော်တောင်ထိပ်ကနေမြောက်ဖက်စူးစူးကိုလှမ်းကြည့်ရင်ညဘက်ဆိုပြင်ဦးလွင်23မိုင်ကနေမန္တလေးကိုဆင်းသွားတဲ့ကာမီလေးတွေအဆက်ပြောက်ကလေးဖြစ်မြင်ရတယ် လူသူအယောက်ပေါင်နေတဲ့ဘောတောင်ပေါ်မှာမြေလွတ်မြေရိုင်းတွေအများကြီးမတိသူကြော်သွားတိသူဖော်စားဆိုသလိုတဝမ်းတစ်ခါကိုလက်တဲ့စမ်းညာတဲ့မြေပြန့်ကြီးလက်ကတောင်သူချို့တောင်ပေါ်ကိုရောက်လာပြီးရာဖော်ကိုင်းဖော်နဲ့အသီးနှံတွေစိုက်ပျိုးကြတယ်ပဲဒီပဲစင်းကုန်နေကြဝါချီမြင်ရှိစသဖြင့်ပေါ့ဒါပေမဲ့တောင်ပေါ်မှာမြေချောင်းအင်းအိုင် ဆိုလို့တန်လျက်နဲ့တူရာတောင်မရှိဘူးဒီတော့အသီးနှံတွေရဲ့အနာဂတ်ဟာ ခိဒနတန်ကိုစုံငိမ့်တဲ့ချင်းတဲ့ကလိုအနောက်တောင်ဘက်စီကရွာမြောင်ဟန်ပြင်းဆိုတာကိုပဲမျှော်ရတယ်။မိုးကောင်းရေတော့ဒေတာဆိုပါတော့ဒါပေမဲ့ဘောတောင်ကိုတဘာဝတရားကြီးကဥပိ္ပခါပြုတ်မထားပါဘူး။လူတွေတောက်ဖို့သုံးဖို့ကတော့ဘဲကနေလာမှန်းမသိတဲ့ကြောက်ထွက်စိန်ဆန်းရေလေးတွေရှိတယ်။ဒီလိုနဲ့တောင်ပေါ်တီးနှံလေးတွေအစဉ်ပြေတဲ့တဲ့င်းညောင်နောက်ထပ်ရောက်လာတဲ့တောင်သူတွေများလာပြီးကို့အသင်းဖွဲ့ကလေးနဲ့ကို့ တဲစုကလေးတွေစောင့်နေကြပြီပြစ်တော်ရေငုပင်အိုက်ဥချိုကုံ ရေတွင်ကုံရေချင်းစိုင်မြင်သာဆိုတဲ့အမည်နာမလေးတွေနဲ့ပေါ့တိတ်တဲပြီးမှိုင်းညို့နေတဲ့ဝါတော်ကြီးထဲမှာကြက်ခတ်ဝါကြတောင်းဝါကိုညံဝါဝဘိုးဝါလောင်စာထင်းဝါဆိုတာတွေရှိတယ်ဘောတောင်ပေါ်မှာဓမ္မတချောင်းရှိရင်ခမင်းတလုံးမခတ်ဘူးမနဲ့စောစောဝါတော်တွေဝင်ပြီးနေ့တစ်ပိုင်းလောက်လောင်စာဝါခုတ်လိုက်ရင် လဲစည်းတိုင်လောက်ကအသာလေးနောက်ပြီးဝေးဝေးလန်လန်သွားเสียရလဲမလို့ဘူးငွေကြေးတန်နိုင်သူတို့ချို့ကတောင်ပေါ်မှာတွင်ဝါအဝယ်တိုင်ဖွင့်ထားကြသည်အဲ့ဒီမှာသွားရောက်ယုံမယ်အဝယ်တိုင်ကကုံစုံဆိုင်မှာတွဲဖွင့်ထားတော့ဝါဘုံငွေလိုချင်ရင်ငွေစံစီငရုတ်ကြက်တော်လိုချင်ရင်လဲဖလှယ်ပေးတယ်ဒါဟာတောင်ပေါ်ဈေးကွက်ရဲ့ရန်နေရာပဲဝါအဝယ်တိုင်မှာလောင်စာထင်းဝါးတွေဟိထနေအောင်ပုံနေပြီဆိုရင် ်ဘောတောင်မော်ကိုဝါလာတင်တဲ့ကုန်တင်ကားတွေတက်လာကြပြီကုန်တင်ကားတွေတက်လာကြတဲ့ဆိုလို့တောင်မော်လန်းဟာဖြောင်ဖြောင်မြူးမြူးချောချောမွေ့မွေ့မထင်လီနဲ့လွန်ခဲ့တဲ့အနှစ်20လောက်က Brighty ကြောက်ထုတ်လို့ရေးစခန်းစကဖောက်ခဲ့ဘူးတဲ့လမ်းအိုလမ်းဟောင်းကြီးကနေတက်ရတာကြောက်ချွန်ကြောက်ခွက်တွေဒုံခွက်တွေပေါ်ဖြက်မောင်းရတယ်လို့လမ်းဘေးဝဲရမှာလဲပါဇက်ကြီးတွေဖြဲပြီးစောင့်နေတဲ့ကြောက်ကြီးတွေကလည်းအဆင်သင့် အဲ့ဒါလိုခက်ခက်ခဲခဲမောင်းတက်လာရတဲ့ကုန်တင်ကားတွေဟာတစ်ခေါက်ဆိုတစ်ခေါက်ဝါးတွေများများပတ်အောင်ကားရဲ့အမိုးကိုင်းနှစ်ထပ်နှစ်ပေလောက်အမြင့်ထိတင်ညတယ်ဒါရင်ပြီးမလားဆိုတော့မပြီးသေးအเจ้าမျိုးမျိုးနဲ့တောင်အောက်ကိုလိုက်ကြမဲ့ခီးတွေတွေကပဲဒီအိတ်တွေပဲစင်းကုန်အိတ်တွေနဲ့တူအဲ့ဒီဝါးပုံကြီးပေါ်မှာထိုင်လိုက်ကြတယ်ဒီတော့တက်လာတော့ကတော့ပေါ့ပေါ့ပါပါတက်လာကြတဲ့ကားတွေဟာအစင်းဆိုရင်ဝါးပြစ်ခီးတွေပြစ် ကုံစီအပြစ်နဲ့ဆင်းပြီးဆိုရင်တကယ့်ကိုတဲ့ထိတ်ရင်ဖို့ပါပဲကားဘင်းကိုတလိန်ချင်းဆင်းရတဲ့ပြင်များပြတဲ့လေးချိန်တွေကိုထမ်းဖို့ထားရတဲ့လေးတုပ်တွေစီက အော်မီတန်တွေကားဘော်ရီကြီးစီကဖြိုးဖြိုးဖြစ်ဖြစ်မီတန်တွေပွက်လို့ရိုက်ပြီးဘဲဘက်ရင်းလိုက်ညဘက်ရင်းလိုက်ဆင်းရတယ်ဒီလန်ဒီခီးမှာအခက်မတင်ရင်အလေးချိန်မညီညွတ်လို့ပြိုလဲသွားတဲ့ကားတွေလည်းရှိတယ်ကားဘော်ကအစည်းပြေသွားတဲ့ဝါးတွေဟာ ခီးတွေကိုဒီရေနဲ့ဆွဲခေါ်သွားတယ်လို့မျိုး လွင့်စင်ကုန်တယ်။တောင်ပေါ်နဲ့တောင်အောက်ခီးကြားမှာအနားယူစရာလက်ဖက်ရည်ဆိုင်မရှိဘူး။ကုန်းရဆိုင်မရှိဘူး။ရေတံဘူးအယောင်းဆိုင်မရှိဘူး။အရက်လေးမျက်နှာကို ကြည့်လိုက်ရင်ဝါတော်နဲ့ကြောက်တောင်တွေကြီးပဲ။ဒါကြောင့်မို့ကားတွေဟာအင်ဂျင်ကောင်းရမယ်၊ဘရိတ်ကောင်းရမယ်၊ဒရိုင်ဘာရဲ့ကျွမ်းကျင်မှုနဲ့စိတ်ရှည်မှုလည်းလိုတယ်။ ။ဘာပဲဖြစ်ဖြစ်ဘဝရဲ့ပြဋ္ဌာန်းချက်တိုင်းအကြောင်းအရာမျိုးစုံနဲ့တက်လိုက်ဆင်းလိုက်ကားရီလိုက်ပါကြတဲ့ခီးတယ်ရီရဲ့အနာဂတ်ကတော့တတဝါတစ်ခုကံတစ်ခုကိုနှလုံးသွင်းထားကြရုံပါပဲ။အသားပေါ်တဲ့မေညိုငှက်တွေကျက်စားတဲ့စွန်ရဲအင်းကြီးဟာရေပြင်ကျဲသလိုမှိုင်းညိုနေတယ်။အဲ့ဒီအင်းမေးမှာရှိတဲ့ရွာကလေးကိုအင်းကုန်းလို့ခေါ်ကြလေ။အင်းကုန်းဟာရွာဆိုရတဲ့ကားရဲ့နာစခန်းဆိုရင်ပုံမှန်နေ။ ဘောတောင်ပေါ်ကိုလိုက်မဲ့ခီးတယ်တွေအဲ့ဒီနေရာကနေကားဆောင်ရတယ်။တောင်ပေါ်မောမောပန်းပန်းဆင်းလာတဲ့ကားတွေလည်းအင်းကုန်းမှာပဲနားကြတယ်။ခီးတယ်တွေကအဲ့ဒီနေရာမှာဂိတ်ဆုံးပဲ။ဝါရီတင်ထားတဲ့ကားကတော့မန္တလေးမှာရှိတဲ့အရက်ချက်ဆက်ယုံတို့တကြားဆက်ယုံတို့ကိုတွင်းရမှာ။အင်းကုန်းစခန်းလေးမှာလက်ဖက်ရည်ဆိုင် အရက်ဆိုင် ထမင်းဆိုင်ကာရာအိုကေဆိုင်ဓာတ်ဆီဆိုင် လေးထိုးကျွဖားဆိုင်အစုံရှိတယ်။ စွန်ရဲအင်ကြီးတဲကမဲညိုငှက်တွေဟာအဲ့ဒီအင်ဂုံကားစခန်းမှာရှိတဲ့ထမင်းဆိုင်တွေရဲ့နမဲကျော်ဟင်းရတမျိုးပဲနောက်ပြီးအင်ကားကြီးတွေ စားကြင်ရင်လဲရတယ်ဒီတော့တောင်ပေါ်ကိုလိုက်ကြမယ်ခီးတယ်တွေဟာရိတ်ခါအတွက်စံစီစားငရုတ်ကျက်သောငချောက်ငချမ်းတွေဝယ်ရင်ကားလာကိုစောင့်ညရတယ်တလောက်ခက်ခဲကြမ်းတမ်းတဲ့တောင်ပေါ်ကိုတက်ဖို့နေ့စဉ်ကားများများစားစားမရှိဘူးပြောရရင်ဝါတင်မဲ့ကားပေါ့ တနေ့မှာ2စီ3စီအလွန်ဆုံးပဲဒါတော့တိတ်သေးကြတာမဟုတ်ဘူးဒီတော့ကိုမျက်စိရှိရောက်လာတဲ့ကားသာအသေးကြဆုံး မှတ်ထားရတယ်နောက်ကားကိုစောင့်ရင်နေကူးသွားတဲ့ရက်တွေလည်းရှိရဲ့ခဏနေတော်မြင့်မှာကားတစီထိုးဆိုင်လာတယ်ကားကအန်ဒိတ်မျိုးစားချက်ပလက်ကြီးအင်ဂျင်ကောင်းမကောင်းမသိပေမဲ့ကားဘိန်းတွေမှာပန်းနေတူတဲ့အဆက်ပြောက်တောင်မတွေ့ရဘူး ရင်ငောင်ချင်းချလို့မရတော့အောင် ပြောင်းနေတာဘော်ဒီကြည့်လိုက်အောင်တက်သားဘော်ဒီကြီးဟိုကပေါက်ဒီကကျိုးနေတဲ့ပြင်တစ်ဖက်ကိုယိုင်နေလို့ကားကနေတန်ကျိုးနဲ့ဆွဲပြီးကြားကန်ထားရတယ်ဒရိုင်ဘာကလည်းအသက်60လောက်ရှိပြီးခေါင်းတစ်ကောင်းလုံးသပင်တွေဖွေးနေရဲ့ကားနဲ့ဒရိုင်ဘာနဲ့အူရာချင်းဟာမိုနီဖြစ်တယ်ပေါ့အသားမဲမဲအရက်ပူပူနဲ့ကတော့စပယ်ယာဖြစ်ပုံရတယ်သူကတော့လူငယ်ပါ ကဲကဲဘောတောင်ပေါ်လိုက်မဲ့ခီးတယ်တွေပစ္စည်းတွေတင်ရအောင်မြို့နေကတော်မြင့်နေပြီနောက်ကားမသေးကြဘူးနော်အထက်ကပြောခဲ့သလိုပေါ့ကိုမျက်စိရှိရောက်လာတဲ့ကားကအသေးကြဆုံးဆိုသလိုခြေကြောင်ပတ်ကြောင်များနေလို့မရဘူးအဲ့ဒီချက်ပလက်ကားကိုကြီးပေါ့တက်ကြရတာပေါ့ခီးတယ်တော်ကြီးတယောက်စတိကြိုက်ကြီးဆွဲတက်လာတော့စပယာကအတော်ကြီးဂျိုင်းထဲကဘာတွေတော့ ဝတ်ဆိုရင်ဝတ်သားဟင်းအောင်မတင်ဘူးနော်တော်ကြလူပါမလိုက်ရပဲနေုံးမယ်အမလီမဟုတ်ရပါဘူးငါတူရဲ့ရွာစွန်းလောင်းဘွဲကထည့်ယူလာတဲ့မုတ်စီကြောတွေပါငါတို့လည်းဝတ်မသေးရဲပါဘူးဟောဒီတောင်အတက်အစင်းခီးမှာဘလို့ပုတ်ကူကများမှားတန်းချွေခဲ့တဲ့စီကံစီးမြင့်တော်မသိဘူးအသွားဝတ်အပြန်ကျက်တဲ့အဲ့ဒါလို့ပိတ်ပင်ထားတဲ့ကိစ္စအဲအသွားကိုဝတ်မတင်နဲ့အပြန်ကိုကျက်မတင်နဲ့ဆိုရင် တင်တော့ကဘာဖြစ်လဲဆိုတာလဲဘသူမှဂကနနာမသိကြဘူးကာသမာရီရော ခီးတယ်ရီပါ တလေးတစားကြီးကိုလိုက်နာကြတာအမှန်ပဲလူစုံမီအာစရိယေထွက်ကြရအောင်စပညာရဲ့နှိုးတော်တန်နဲ့တူချက်ပလက်ကားအိုကြီးတက်ဝင်လှုပ်ရှားလာတယ်အင်းကုံ ကားစကန်းကနေစတက်ပြီးဆိုကြတဲ့ကကားဥကောင်းကို မော့တက်ရတာကားစတက်တဲ့တောင်ကျောမြီကိုကြောက်ပုံကားလို့ခေါ်တယ်ဒီတက်ကဥမော်တက်ရပါပဲ တောင်ကျော်မရှိဘူးနောက်ထပ်အတက်နှစ်ခုရှိသေးတယ်ကြောက်ပုံကပြီးရင်ခြီပါကခြီပါကပြီးရင်စင်တက်ကတဲ့ဒီတောင်ကျော်မှာကြောက်စရာအကောင်းဆုံးအတက်ကတော့စင်တက်ကတောင်ကျော်ကြီးပဲအင်မတန်မဆောက်ပြီးတောင်ကျော်ရှိကြီးဆိုတော့အကြာကြီးတက်ရတယ်အဲ့ဒီစင်တက်ကတောင်ကျော်ကြီးဟာအတက်ခီးရဲ့နောက်ဆုံးအတက်ဖြစ်ပြီးအစင်းခီးရဲ့ပထမဆုံးအစင်းကြီးလည်းဖြစ်တယ်အဲ့ဒီအတက်စင်း၃ခုရဲ့အမည်နာမတွေရဲ့နောက်မှာ ကဆိုတဲ့အခရာတွေချိန်ထားတဲ့ကိစ္စဘယ်သူမှနားမလည်ကြပါဘူးတောင်တက်ခီးမာကခီးတဲ့တချို့နဲ့ကုံစီအနေငယ်သာပါလို့ဝင်ပေါ့ပါတယ်ကြောက်ခွတ်ဒုံခွတ်တွေပေါ်ဖြက်မောင်းရတော့ကားတစီလုံးတုံခါနေတယ်လို့ခီးတဲ့တွေလည်းသကောတွေလင့်ခံရတဲ့ဇီးပြူသီးတွေလိုမျိုးဟိုဘက်ရောက်သွားလိုက်ဒီဘက်ရောက်သွားလိုက်ပေါ့နေကပူရတဲ့ထဲကားနောက်ပိတ်တကားနဲ့တန်ကျိုးရိုက်ခတ်တန်းဟာနားကွယ်လူမတက်ပဲ။ ချီပါကတောင်ကျောကိုတက်ပြီးဆိုရင်ပဲပေတော်မြင့်နေပြီကားပေါ်ကနေအနောက်မြောက်စူးစူးကိုလှမ်းကြည့်မယ်ဆိုရင်ဒုထဝရီမြက်ကန်းကရွှေစာရန်ဇီဒီကို ပြပြကလေးဖူးတွေ့နိုင်တယ်ကျွဲနှဖားရွာမြစ်စိမ်မှာတော့မော်တော်လေးတွေစိုက်ကပ်ထားတာသေးသေးလေးပဲမြင်ရမယ်မွေလိမ်မွေကောက်စီးစင်းနေတဲ့ဒုထဝရီမြစ်တောင် ရေးရေးကလေးအနောက်ဘက်မိုးကုတ်စဝိုင်းအနားသက်မှာဝိုးတော်ဝါစကိုင်းတောင်ပေါ်ကမိုက်ခရိုဝေ့တိုင်ကို မှုံမုံလေးမြင်ရမယ်ချက်ပလက်ကားအိုကြီးကတော့သူ့ဝင်းကို သူယုံရင် ဥချိုကုန်းဆိုတဲ့တဲစုကလေးရှိကို အရောက်မှာရက်တန့်သွားတယ်ကဲဗျာပေါ်ပါဆင်းကျင်သူတွေရေတောက်ချင်တွေဆင်းလို့ရပြီကားခဏနားမယ်ပြို့ကားစပရာရဲ့အော်သံညောင်းကားဘော်ကခီးတယ်တွေလှုပ်လှုပ်ရွရွနဲ့အောက်ကိုဆင်းကြတယ်ဥချိုကုန်းတဲစုကလေးစီရေတောင်းတောက်သူတွေ အပေါ်ပါသွားသူတွေအသီးသီးကိုကိစ္စကို ဖြည့်ရှင်းညလေရဲ့အသားမဲမဲကားစပယ်ယာကတော့ရေတွေစုပ်ပွက်နေတဲ့တိုင်ကြီးတဲကိုရေအစ်စ်လောင်းထဲ့တယ်ပြီးတော့ပြောင်ချောနေတဲ့ကားဘိန်းတွေကိုဒုတ်တချောင်းနဲ့ခက်ဆက်ဆက်ရိုက်ပြီးလေးပေါင်းစစ်တယ်ဒါတွေကသတိမေ့ရောရမယ်တာဝန်တွေမဟုတ်ဘူးဒီနေရာမှာစစ်ဆေးထားမှတော်ယုံကြမယ်လीဘာဖြစ်လို့လဲဆိုတော့ရှေ့မှာ အပေါ်စည်းကနေငုတ်ကြည့်နေတဲ့ နမေကျော်တောင်ကျော်ကြီးဖြစ်တဲ့စင်တက်ကအတက်ကြီးကိုတက်ရတော့မှာပါ။ဒါကြောင့်ဥโจကုန်းတဲ့စုကလေးရှိမှာခိတ္တကာနာရင်အားမွေးတယ်ဆိုကြပါစို့။မတ်စောက်တဲ့တောင်ကျော်ကြီးကိုအတန်ကြာမောင်းရအောင်ပါလေ။ဥโจကုန်းတဲ့စုရှိမှာမိနစ်20လောက်နားပြီးချက်ပလက်ကောက်အိုကြီးဟာဂီယာကြီးထိုးပြီးစင်တက်ကတောင်ကျော်ကြီးကိုစတက်ပြီးခါလေလောက်ရအောင်မှာဘရိတ်တွေပါတွေပောက်ရင်အချိန်နဲ့နောက်ပြန်ထိုးကြပြီး ကားစည်းလုံးကြောက်ထဲမှာဆုံဆုံမြုပ်သွားနိုင်တယ်။ဒီတောင်ကျောင်းကိုအတက်ပဲဖြစ်ဖြစ်အစင်းပဲဖြစ်ဖြစ်ဒရိုင်ဘာချွေးပြန်ရသလိုခီးတဲ့အားလုံးရသမျှဂုံတော်ရွတ်ရတဲ့နေရာပေါ့။ဒါပေမဲ့အတက်ကြီးပြီးတွေ့ကြုံရှိတဲ့ဒရိုင်ဘာရဲ့သတိနဲ့စိတ်ရှည်မှုဟာဒီအတက်ကြီးကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တယ်။လမ်းကကြောက်တုံကြောက်ခွက်ပါသွားပြီးခက်ပြေးပြေးကလေးဖြစ်သွားတာမို့ငုပင်အိုက်စုတဲလီရှိမှတော့ နာတော်ပဲဆက်မောင်းနေတိတ်မွေးတော်တဲ့ရှေ့မှာဖြစ်တော်ရည်လို့ခေါ်တဲ့ဘောတောင်ထိတ်မျက်နှာပြင်ကိုရောက်ပြီလေဒါဆိုရင်ဂိတ်ဆုံးမယ်ကိုထုတ်ကိုဆွဲကိုထဲကိုပြန်ယုံမယ်ဒါပေမဲ့ချက်ပလက်ကားအိုကြီးတောင်ထိတ်လဲရောက်ရောမမျော်လင့်မဲလေပရိတ်တန်တရှူးရှူးနဲ့အားကောင်းမောင်းတန်ဟီနိုကားကြီးတစီနောက်ကနေရောက်လာတယ်အဲ့ဒီဟီနိုကားကြီးပေါ်မှာလဲခီးတဲ့တချို့ပါလေရဲ့အချိန်ကညနေစောင်းလို့ အပေါင်ပါပါကြောက်လာပါပြီဒီကနေ့ဘော်တောင်ကိုတက်လာတဲ့ကားကချက်ပလက်ကားအိုကြီးရဲ့အင်ဂျင်အားကောင်းပြီးဘော်ဒီကတန်ဖရိန်နဲ့ခိုင်မာတောင့်တင်းတဲ့ဟီနိုကားကြီးရဲ့ဒီနစီပဲအဲ့ဒီကားနစီလုံးညပိုင်းမှာလောင်စာဝါးတွေအပြည့်အမောက်တင်ညာပြီး မနှက်လင်းတာနဲ့တောင်အောက်ကိုဆင်းညာရမှာမနှက်လင်းပြီဆိုတာနဲ့တောင်အောက်လိုက်ကြမယ်ခီးတယ်ရီဝိရိယကောင်းမုံများဝါးတွေအမြင်ကြီးတင်ထားတဲ့ဟီနိုကားကြီးပေါ်ရောက်နေပြီ ခကြီးကခက်ခဲတော့ဟီနိုကားပေါ်မှာဝါးတွေကိုပါနိုင်သလားပါအောင်တင်ထားရတော့ကားအမိုးကိုင်းအထက်နှစ်ပေလောက်အမြင့်ထိတင်ထားကြတာအဲ့ဒီဝါးပုံကြီးပေါ်မှာ ခီးတွေပဲစင်ကုန်အိတ်တွေပဲဒီအိတ်တွေပါတယ်အောက်ရောက်ရင်ပွဲယုံနေမှာရောင်းညာမှာပြီးမှလိုအပ်တဲ့ရိခါတွေပြန်ဝယ်ပြီးတောင်ပေါ်ကိုပြန်တက်ကြဒါလှုပ်ရွလှုပ်စင်မယ်ဟီနိုကားကြီးပေါ်ကိုခီးတွေတက်နေတော့ ဘာဖြစ်လို့ဟီနိုကားပေါ်ကြီးလူတွေပြုံတက်နေသလဲဆိုတော့အဲ့ဒီကားကိုစိတ်ချယုံကြည်လို့ဆိုပါစို့ခိုင်မာတောင့်တင်းနေအင်ဂျင် အားကောင်းနေဘရိတ်တွေစိတ်ချရတယ်တောင်အောက်ကိုဆင်းရင်ဒီလိုကားမျိုးမှ စိတ်ချတယ်ဆိုတဲ့သဘောအဲ့ဒီဟီနိုကားကြီးနဲ့မနီးမွေးမှာဝါရီတင်ပြီးရက်ထားတဲ့ချက်ပလက်ကားအိုကြီးစီဘယ်ခီးသေးမှမလာကြဘူးကားအိုကားစုံဆိုတဲ့မယုံကြည်တဲ့သဘောပေါ့ လမ်းမှာမသေးကြနိုင်တဲ့ကားအိုကြီးဆိုပြီး ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်ကြဘူးတောင်စင်းကပိုကြောက်စရာကောင်းတာကူအလေးချိန်တွေမနေမနော်တင်လာရလားဆိုတော့တလန်းလုံးသဲထိတ်ရင်ဖူလိုက်ကြရမှာအခုဒီဟီနိုကားကြီးပေါ်ကို ခီးသည်တွေတဖွဲဖွဲတက်နေတော့လူပရိသာပင်ကြီးတီးနေပြီ နောက်ဆုံးဟီနိုကားစပယ်ယာကတော်ပြီတော်ပြီနောက်ထပ်ခီးသည်တွေလက်မခံတော့ဘူး ဒီမှာ overweight ဖြစ်နေပြီးအန္တရာယ်များတယ်မတက်ကြနဲ့တော့ Hino ga Sabia ကအဲ့ဒါလိုအဆုံးသက်လိုက်တော့မှမလွဲမရှောင်းသာ Chet Black ကောက်ဦးကြီးစီရောက်လာတဲ့ခီးတွေက6ယောက်ရဲ့ဒီကားနဲ့မှမလိုက်ရင်လဲဒီနေ့တောင်အောင်ရောက်မှာမဟုတ်တော့ဘူးလေဟိုကလက်မခံတော့လို့ရောက်လာတဲ့ခီးတွေ6ယောက်စလုံးချက်ပလက်ကားအိုကြီးပေါ်ကဝါပုံကြီးပေါ်တက်ထိုင်လိုက်ကြတယ်။တောင်ပေါ်မှာအဲ့ဒီခီးတွေ6ယောက်ပြင်တောင်အောင်လိုက်မဲ့နောက်ထပ်ခီးတွေမရှိတော့ဘူး။ အဲ့ဒီ6ယောက်ကလည်းဒီကားနဲ့မလွှဲတာလို့လက်ရပေမဲ့ကားကအိုးနေတော့သူတို့စိတ်ခံစားမှုတွေကဥပေဒံကလေးတွေတွေ့ကက်နေမှာတေးကြတယ်။အာစရိရဲ့ပြီးရင်စင်ညာရအောင်မြို့ချက်ပလက်ကားစပယ်ယာရဲ့စော်အော်ဒန်အဆုံးမှာဒရိုင်ဘာအဖိုးကြီးကစတီယာရင် နောက်ကိုဝင်ထိုင်လိုက်တယ်။ပြီးတော့လက်အုပ်ကလေးချီဖျားရှိခိုးတောင်စောက်နဲ့တောဆောင်နဲ့တွေမြစ်တာပို့ဒရိုင်ဘာရဲ့ဘေးမှာထိုင်နေသူကဝါပွဲစား ူလဲပါဇက်ကတွတ်တွတ်တွတ်ရွတ်နေတာပဲခဏနေတော့ကားဆက်နှိုးတန်လွင့်ပြန်လာတယ်ဒါပေမဲ့အာစရိရေနေုံမျိုးနေုံကားမထွက်နဲ့အောင်မြချက်ပလက်စပယ်ယာကောင်လေးကပြပြတလဲနဲ့ဒရိုင်ဘာအဖိုးကြီးကိုလှမ်းတာတော့ဟာကောင်လေးကဘာဖြစ်တာတော့ကွာအာစရိကလည်းလူအတွက်ကြည့်ုံလေရှေ့ကမ်းပါကပွဲစားနဲ့အာစရိနဲ့နှစ်ယောက်ကားပေါ်မှာခီးတဲ့6ယောက်ကျွန်တော်နဲ့ဆို9ယောက်ကြီးဗျဟေး ဒရိုက်ဘာအဖိုးကြီးကအာမေရိကန်တစ်ခုခုံထွက်လာတယ်။ကားပေါ်ကခီးတဲ့6ယောက်လဲတယောက်မျက်နှာတယောက်ပြူတူပြည့်တဲ့ကြီးလို့ထုံးစံတိုင်းပေါ်ကောင်းလေးရာကိုကြောက်ခဲကိုတင်ခဲ့ပေါ်မတတ်နိုင်ဘူး။လယ်တွင်ကိုခိုင်သားတွေရဲ့အစွဲလို့ဆိုရမယ်။ကိုကနန်းနဲ့ခီးမသွားရဲဘူး။အခုဟာကအနည်းများတဲ့တောင်စင်းခီးစပယာကောင်းလေးကမြေကြီးပေါ်ကကြောက်ခဲတလုံးကိုကောက်ပြီးကားတနီယာကိုထိုးတင်လိုက်တယ်။နောက်ပြီး ကဲကိုကြောက်ခဲရီကျုပ်တို့နဲ့လိုက်ခဲ့ဗျာခမားနဲ့ဆို၁၀ရောက်ပေါ့ဗျာနော်ရသေးစိတ်ဖြည့်လို့ပြောမလားဒါမှမဟုတ်စိတ်ခံစားမှုမှာဖြစ်တည်နေတဲ့တန်တရားနဲ့ဥပါဒံကို ကာကွယ်တဲ့နီလာမပြောတတ်ဘူးကြောက်ခဲဟာကြောက်ခဲပဲမဟုတ်လားလူမှမဟုတ်တာဒါနဲ့ပဲသူတို့ချက်ပလက်ကားအိုကြီးတောင်အောက်ကိုစတင်ဆင်းပြီဖြည်းဖြည်းချင်းတလိမ့်ချင်း လူပရိသာတီးနေအောင် တင်ထားတဲ့အာကောင်မောင်းတန်ဟီရိုကားကြီးကတော့ဒရိုင်ဘာဘယ်သွားနေမှမသိငုတ်တုတ်ရက်ထားတော့ဝါလေးချိန်တွေလူလေးချိန်တွေ တင်လာရတဲ့ချက်ပလက်ကားဝကြီးဟာကားဘော်ဒီထဲကဖြိုးဖြိုးဖြစ်ဖြစ်မြည်တမ်းတွေရဲ့လေးတုတ်စီကပွတ်တိုက်တမ်းတွေရဲ့ဟာကားတစ်စင်းလုံးတစသည်ပြုတ်ထွက်ကုန်မလားထင်ရလောက်တယ်ကားဘိန်တလိမ့်ဆင်းလိုက်တိုင်းကားဘော်ဒီကြီးတစ်ခုလုံးဘဲဘက်ရင်းသွားလိုက်ညာဘက်ရင်းသွားလိုက်နဲ့ ခီးတဲ့တွေလဲကိုထိုင်ထားတဲ့ဝါးတွေကိုမြဲမြဲစုပ်ကိုင်းထားရင်ကားရိတ်တဲ့ဘက်ကို အလိုက်တင်ရိမ့်နေကြတယ်။လမ်းတွေကကြောက်တုံးကြောက်ချွန်တွေကြီးကို လူကကိုးရောက်ကားကခနော်နီခနော်နဲ့ဆိုတော့ဥပေတန်ကပိုကြီးကြီးလာတယ်။အစိုးမရတဲ့စိတ်တွေကိုစီနေပေါ့။ငုပင်အိုက်တဲစုကိုကြော်တာနဲ့နှစ်ဖူးတွေဒူးတွေဆင်းရတော့မယ်မဆောက်ပြီး တောင်ကျောရှည်တဲ့စင်တက်ကအစင်းကြီးအဆက်ကိုရောက်လာတယ်။အဲ့ဒီမှာဒရိုင်ဘာကကားကိုရက်လိုက်တယ်။ဒါဆိုစပယ်ယာက သူ့တောင်ဝင်သူတည်တယ်။ကားပေါ်ကဆင်းပြီးကားလာမဲ့လမ်းကြောင်းပေါ်ကအနေရဖြစ်နိုင်မဲ့ကြောက်တုံးကြောက်ခဲတချို့ကိုရှင်းပြပြီးမှကားဆင်းလာလို့ရပြီဆိုတဲ့အကြောင်းလက်ဟန်ချေဟန်ပြလိုက်တယ်။ချက်ပလက်ကားဝကြီးဘယ်ရင်ညာနှဲ့နဲ့တလန်းချင်းတဤဤဆင်းနေ။ ဒရိုင်ဘာအဖိုးကြီးနှစ်ဖူးမှာချွေးစာတွေပြန်နေတယ်လို့သူ့ဘေးကဝါပွဲစားလဲအသက်တောင်ပြင်းပြင်းရှူတမ်းမကြရဘူးကားပေါ်ကခီးတဲ့တချို့စီးကဖျားကုံတော်ရွတ်တန်းတွေမကြတဲ့ချက်ကြားတဲ့ချက်ဒီလန်းတကြောမှာ အတွေ့အကြုံဘလောက်ရှိရှိတတိတစ်ချက်လွတ်တာနဲ့ကားတစ်စင်းလုံးကြောက်ထဲမှာစုံစုံမြုပ်သွားနိုင်ရဲ့ပရိပောက်ရင်မဲဖြစ်ဖြစ်တစ်ဖက်ကိုဆွဲချသွားမှာဒါပေမဲ့ဒရိုင်ဘာအဖိုးကြီးရဲ့ဂယုဆိုင်မှုစိတ်ရှည်မှုတို့ကြောင့်ချက်ပလက်ကားဝကြီးဟာ တလိမ့်လိမ့်နဲ့ပဲအတက်ခီးတုံးကရက်နာခဲ့တဲ့ဥချိုကုန်းတဲစုကလေးမှာ အောင်မြင်စွာရောက်ခဲ့ပါပြီ။ရင်ပူလို့ရေစင်းတောက်သူတွေတောက်ဒရိုင်ဘာဖိုးကြီးလည်းဆက်လက်ဆင်းဖွာနေလေရဲ့။အဲ့ဒီမှာလေပရိတ်သန်တရှူရှူပေးရင်စင်းတက်ကတောင်ကျောကြီးကိုစဆင်းနေတဲ့ဟီနိုကားကြီးကိုအောက်ကနေအားလုံးလှမ်းမြင်နေရတယ်။ကားပေါ်မှာခီးတွေပြုတ်တိတ်လို့ဥချိုကုန်းတဲစုရှေ့မှာ ရက်ထားတဲ့ချက်ပလက်ကောက်အိုကြီးပေါ်ကလူတွေလဲဟီနိုကာကြီးဆင်းနေတဲ့မြင်ကွင်းကိုမျက်တောင်မခတ်မော့ကြည့်နေတော့ဒိန်ရှူအမလီကဲကြပါဦးအင်းကြီးအားကောင်းပြီးခိုင်မာတောင့်တင်းတဲ့ဟီနိုကာကြီးရဲ့ရှေ့တပိန်လုံးပောက်ကွဲတံဟာတောင်ကပန်ရံတွေကို ထိမှန်ပြီးပဲ့တင်တုံဟီးသွားတယ်။များပြားလုံးတဲ့ခီးတဲ့ရီစီကတေလူမျောပါအဟစ်တံတွေကို ရှက်ထားတဲ့ချက်ပလက်ကာဝူကြီးစီကအတိုင်းသားကြားနေရတယ်။ဟီနိုကာကြီးတောင်ကျောရဲ့တစ်ဖက်ကိုပါသွားပြီးကြောက်သားတောင်ကမူတစ်ခုကိုဝင်တိုက်ရင်ရက်တန့်သွားတယ်။အဲ့ဒီတောင်ကမူရဲ့နောက်မှာနက်ဆိုင်တဲ့ဂျောက်ကဘာကြီးတစ်ခုကအဆင့်နေ။ဒါပေမဲ့ကန်ချမာရဲ့ဇက်ညုံအပြောင်းလဲရာခီးတယ်တွေအလုံးဒဏ်ရာကြီးကြီးကျယ်ကျယ်မရကြပါဘူး။ကန်ဆိုးရာကစပယ်ယာဘိတ်အပူပါမလာတဲ့အတွက်အဲ့ဒီဟီနိုကာကြီး အဲ့ဒီနေရာမှာအ ਨੇ ဆုံးနှစ်ညလောက်အိပ်ရအောင်မယ်ခဏနေတော့ပေါက်သွားတဲ့ဘင်းကို ဟီနိုစပယ်ယာကချက်ပလက်ကားကြီးရှိရာလှိမ့်ဆင်းလာတယ်အနားရောက်တော့ညီလေးရေဒါကိုအင်းကုန်းလေထိုးကျွပါဆိုင်မှာချပေးခဲ့စမ်းပါအဲ့ဒီပေါက်တဲ့ဘင်းကို အင်းကုန်းလေထိုးကျွပါဆိုင်မှာဖာဖို့အပ်ဖာပြီးရင်နောက်တနေ့တောင်ပေါ်တက်လာမဲ့ကားပေါ်ပြန်တင်ပေးအကယ်၍အတက်ကားမရှိသေးရင် အဲ့ဒီဟီနိုကာဂျီတောတဲ့တောင်ထဲမှာချင်းကိုက်ဖြုတ်ကိုက်ခံရင်တညထက်အိတ်ဒီလိုဒုက္ခဒုက္ခတွေရှိတတ်တယ်ခီအခုဟီနိုကာဂျီရက်တက်တဲ့နေရာဟာတောင်ပေါ်နဲ့အလံဝေးတယ်လို့တောက်အောင်နဲ့လည်းမလီးဘူးခီးတယ်တွေဥဂျုံကုန်းတဲစုစီမှာအကူကြီးတောင်းပြီးအိတ်ယုံပဲရှိတယ်အခုတော့ချက်ဖလက်ကာအိုကြီးနားမှာရက်နေတဲ့စပယ်ယာစီကို ဟီနိုကာဘော်ကခီးတယ်တချို့ရောက်လာတယ်သူတို့ဘာပြောမယ်ဆိုတာကိုကြိုသိတဲ့စပယ်ယာက နှကန်းလေးတစ်ချက်ကွေးလိုက်တယ်။ညီလေးမင်းတို့ကားပေါ်ငါတို့လိုက်ခဲ့လို့ရအောင်မလား။ဘောတောင်တောင်ထိတ်တုံးကချက်ပလက်ကားအိုကြီးကိုကားစုပ်ကြီးကားအိုကြီးဒီကားနဲ့မြန်လိုက်ရင် လမ်းမှာသေချာပေါက်ဒုက္ခရောက်မယ်လို့တွေးထားကြတဲ့သူတွေ။အခုတော့ဒီကားစုပ်ကြီးနဲ့လိုက်ချင်တယ်ဆိုတော့အားတော့နားတယ်ဗျာ။ကားကတော့စုပ်ချနေတော့နောက်ထပ်အပူမတင်ရဘူးဗျ။အန္တရာယ်ရှိတယ်လေ။အဲ့ဒါကြောင့်ပါဗျာနော်။ ချက်ပလက်ကားစပယာကောင်လေးကတိမ်မွေးတဲ့စကလုံးတွေနဲ့ညင်းဆန်လိုက်တယ်။စိတ်ထဲမှာတော့ခီးတဲ့တယောက်လောက်တော့တင်ညင်တာအမှန်ပဲ။ဒါမှလူစေရောက်ကွက်တီကြောက်ခဲကိုလွှင့်ပြလိုက်ရုံပဲ။အခုတော့ညင်းလက်ဆနဲ့တရားအောင်မှမတင်တော့ပါဘူး။ကိုခိုင်သာကိုကနန်းနဲ့ပဲတောင်အောက်ကိုဆင်းလာခဲ့တယ်။ကားကြုံလိုက်ချင်ကြတဲ့ခီးတွေကတော့ချက်ပလက်ကားအိုကြီးနောက်မှာဝေးကြံရစ်ခဲ့ပါပြီ။ ဘောတောင် အတက်စင်းခီးမှာနောက်ဆုံးဆင်းရမယ်တောင်ကျောဟာကြောက်ပုံကပဲအတက်ခီးဆိုရင်တော့ပထမဆုံးအတက်ပေါ့အခုချက်ပလက်ကားအိုကြီးအဲ့ဒီအစင်းကိုဆင်းဖို့ကြောက်ပုံကတောင်ကျောထိတ်ကိုယုံတက်လိုက်တယ်အဲ့ဒီထိတ်ကနေအောက်တဲတဲကိုငုတ်ကြည့်လိုက်ရင်လူတိုင်းယင်အေးရမယ်မြင်ကွင်းကတော့မှိုင်းညိုနေတဲ့ရေပြင်ကျဲစွန်ရဲအင်းကြီးပေါ့အင်းကြီးကောင်ကာစခန်းကလည်းသူ့လာကိုစောင့်ကြိုးနေတဲ့မြေပြန့်ကလေးလေကြောက်ပုံကတောင်ကျောကတူတော့ ချက်ပလက်ကြီးတိတ်ကြကြမဆင်းလိုက်ရဘူး။အင်းကုံကားရဲ့စခန်းမှာရှိတဲ့စုံစည်းရာလက်ဖက်ရည်စမ်းရှိကိုထိုးရက်လိုက်တယ်။ခက်ခဲတဲ့တောင်ကျောကြီးကိုဝင်းတွေတပိုးတနင်းနဲ့ဆင်းလာရတဲ့ကားအိုကြီးလဲခိတနာအိုမေ။ဒီနေရာဟာခီးတယ်တွေအတွက်တော့ဂိတ်ဆုံးပါပဲ။သူတို့ပြန်မဲ့ရွာတွေကဒီနားလေးတွေမှာစွန်ရဲရွာ၊ဓာတ်တော်ရွာ၊နဘဲပင်၊ရှမ်းကန်ဆိုတဲ့ရွာတွေပါ။ ကားနယ်ဝါးတွေကတော့မန္တလေးအရက်ချက်စက်ယုံသို့မဟုတ်တခြားစက်ယုံတစ်ခုခုစီကိုဝါးတွေတွားချရအောင်ပါအခုတော့လူ၉ယောက်နဲ့တာမော်ကဆင်းလာရတယ်လယ်တွင် ကိုခိုင်သားတွေတလန်းလုံးဥပဒံလွှမ်းမိုးစိတ်ကြောင်မိယော်နေတဲ့ဆာလောင်မှုတွေဟာ ဟောဒီစုံစည်းရာလက်ဖက်ရည်ဆိုင်ကြားမှာဖြစ်တင်းကြရမှာချက်ပလက်ကာဝကြီးဘော်ကခီးတယ်တွေဝါးပုံကြီးဘော်ကနေအတီးတီးဆင်းညာရင်းလက်ဖက်ရည်ဆိုင်တွေကိုဝင်သွားကြတယ် ဝါပွဲသားရဲ့ကားဒရိုင်ဘာအဖိုးကြီးရဲ့စပယ်ယာကောင်လေးရဲ့စပွဲတစ်ခုမှာစားတောက်နေကြရဲ့လက်ဖက်ရည်ဆန်ရှင်ဖြစ်ဟန်တူတဲ့လူကဒရိုင်ဘာအဖိုးကြီးကိုမနေ့ကခမည်းတော်နောက်ကဟီနိုကားကြီးဒီစီတောင်ပေါ်ကိုတက်သွားတယ်ဗျကားကအင်မတန်ကောင်းပြီးအလွန်ခိုင်ငံ့နေဗျာအခုခမည်းတော်ကားကအရင်ရောက်လာပြီးဟီနိုကားကြီးဘာလို့ရောက်မလာသေးတာလဲနော်လက်ဖက်ရည်ဆန်ရှင်ရဲ့စကားမှာအတိတ်ဘယ်တွေတက်ဝင်နေတယ် တဘောကတော့ဒီလောက်ဆုတ်ချပြီးခနော်ခနဲ့နိုင်တဲ့ချက်ပလက်ကားအိုကြီးကကားကောင်းစည်းဖြစ်တဲ့ဟီနိုကားအရင်ရောက်လာတာကိုဥပေတံမြင်နဲ့နှိမ်လိုက်တာလေချက်ပလက်ဒရိုင်ဘာအဖိုးကြီးကစက်ခနဲဆန်ရှင်ကိုမော့ကြည့်ပြီးတနည်းအားကိုညွန်ပြလိုက်တယ်သူပြတဲ့နေရာကလေထိုးကျွဖာဆိုင်အဲ့ဒီကောင်းပြီဆိုတဲ့ဟီနိုကားကြီးရဲ့ရှေ့ဘေးအဲ့ဒီဆိုင်မှာဖားနေတယ် ဒရိုင်ဘာအဖိုးကြီးရဲ့တုံ့ပြန်စကားကတူတူလေးပါဒါပေမဲ့အတော်ထိရောက်ပါတယ်လူလောကမှာရုပ်ပိုင်းဆိုင်ရာတွေဘလောက်တောင်တောက်ပပါစေကိုကျင့်တရားနဲ့အတွင်းသားမခိုင်းရင်အလကားပဲဆိုတာထိတွေးလို့ရတယ်အခုတော့လူတွေအထင်သေးထားတဲ့ချက်ပလက်ကားဟူကြီးကဒီခီးမှာအနေစုပ်ပေမဲ့ရွှေထုတ်တဲ့မြဘဝဖြစ်လို့လက်ဖက်ရည်ဆိုင်ရှင်လဲပါဇက်ပိတ်သွားပြီးလှည့်ထွက်သွားလေရဲ့ဆိုင်ထဲကိုနောက်ဆုံးမှဝင်လာသူက ချက်ပလက်ကားဝကြီးပေါ်မှာတောင်ပေါ်ကနေဒီနေရာထိလိုက်ပါလာကြတဲ့ခီးတယ်တွေတဲကတယောက်ပဲသူကလွယ်အိတ်ဖောင်းဖောင်းကားကားကြီးကိုတောက်လျှောက်ဆလွယ်တိုင်းထားတယ်ကားပေါ်မှာတော့ကဒီလွယ်အိတ်ဖောင်းဖောင်းကားကားကြီးကိုတောက်လျှောက်ဆလွယ်တိုင်းလိုက်လာတာကိုစပယာကောင်လေးမြင်ပြီးသားအဲ့ဒီလူကလွတ်နေတဲ့ဇပွဲတစ်လုံးမှာဝင်ထိုင်ရင်းစားစရာတချို့ကိုမှားလိုက်တယ်အဲ့ဒီအချိန်မှာသူဆလွယ်တိုင်းထားတဲ့လွယ်အိတ်ဖောင်းဖောင်းကားကားကြီးကလှုပ်လှုပ်ရွရွဖြစ်လာပြီး အတန်တန်ကျဲလောင်စွာထွက်လာပုံကအော်အီအီအိုတဲ့တောင်ပေါ်ကအစင်းမှာတလန်းလုံးဘာသန်းမှမကြားခဲ့ရတဲ့ကြက်လူမမြင်အောင်လွှဲထဲဝက်ယူလာတဲ့ကြက်ကလက်ဖက်ရည်ဆိုင်နဲ့ရောက်မှထတော်မှလေရောဆိုင်ထဲကခီးတွေတွေအလုံးတန်အန်အော်အချီတွေစုပြုံရောက်ကုန်တယ်အဲ့ဒီမှာဆပရာကောင်လေးရဲ့အချီစူးစူးတွေကကြက်သေးလာတဲ့လူစီရောက်သွားပြီး ဟာဗျာဒီလူအတော်နောက်တဲ့လူပဲအပြန်ကိုဘာလို့ကြက်ကြီးဝတ်တင်လာတာလဲဗျာစပယာကောင်လေးရဲ့အပြစ်တင်တန်းကမာရီကြောရီအငွေ့သက်မပါတဲ့ပြင်ရီမောတန်နဲ့အဆုံးတက်လိုက်တော့စိုင်ထဲကလူတွေလည်းအကြီးတွေဝတ်မုံကူးသွားတယ်ဘာမှမသိပဲနှစ်ပေါင်းများစွာအယိုးဆွဲခဲ့တဲ့အသွားဝတ်အပြန်ကြက်ဆိုတဲ့ဥပေတန်းတော်ရီတန်တွေ အောက်မှာဘယ်အပေါက်ကထွက်ပြေးမှန်းတော်မသိကြတော့ပါဘူး ရွှေမြုပ်တွေရုပ်စုံမဂ္ဂဇင်းဇွန်လ2012ခုနှစ်